ရှေးဥစွာပြတ်ခင်ရဲ့ဂုဏ်တော်ကိုချီးမွမ်းပါတယ်။လူတိုင်းရဲ့ဘဝမှာနေစဉ်နဲ့အများရင်ဆိုင်နေရပြီးတခါတရံမှာစိတ်ဖိစီးမှုတွေစိုးရိမ်ပူပန်မှုတွေ ဖြစ်စေတတ်တာငွေကြေးကြောင့်ပါပဲ။ဘုရားသခင်ကကျွန်ုပ်တို့ရဲ့ဘဏ်အကောင့်ထဲကငွေကြေးတွေကိုဂရုစိုက်ပါသလား။ချမ်းသာတာကပြည့်ဖြစ်နေလား။ဆင်းရဲတာက ်တန်ရှင်ခြင်းရဲ့လက္ခဏာတစ်ခုလားကျန်းစာထဲမှာငွေကိုဘယ်လိုရှာဖွေစုဆောင်းသုံးစွဲရမလဲဆိုတဲ့လမ်းညွှန်ချက်တွေရှိပါသလားဒီနေ့မှာတော့ငွေချင်းနဲ့ပတ်သက်တဲ့လောကရဲ့အမြင်တွေကိုခဏပြဖယ်ပြီးထောင်ရတည်မြဲတဲ့ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကငွေချေးဆိုင်ရာညီတဲ့ချင်းကိုဘလို့တိဆောက်ရမလဲဆိုတာလေ့လာသွားကြမှာဖြစ်ပါတယ်။ လူတကွာလီလာဆင်ခြင်းကြပါစုစာလံကျမ်းအခန်းကြီး24အငယ်1ထာဝရဖျားသည်မြေကြီးနှင့်မြေကြီးတစားကို၎င်းလောကတည်းနှင့်လောကသားတို့ကို၎င်းပိုင်တော်မူ၏။ဤချမ်းချက်အရာကျွန်ုပ်တို့၏အိမ်ကားပစံနောက်ဆုံးကျွန်ုပ်တို့၏အသက်ပင်လင်ဖျားသခင်အပိုင်ဖြစ်ပါလေ။ ကျွန်ုပ်တို့ဟာစီမံခန့်ခွဲရတဲ့ဗန္နာဆိုးတွေသာဖြစ်ပါတယ်။ဒီအမှန်တရားကိုလက်ခံလိုက်တဲ့အခါငွေချေးပေါ်ကျွန်ုပ်တို့ရဲ့အမြင်ဟာလုံးဝပြောင်းလဲသွားပါတယ်။ငါပစံဆိုတဲ့စိတ်အစားဘုရားသခင်ကကိုအနန္တထဲပစံဆိုတဲ့စိတ်နဲ့စီမံခန့်ခွဲတက်လာပါလိမ့်မယ်။ကိုယ်ရည်နူဩဝါဒစာပထမဆုံးအခန်းကြီး၄အငယ်၄ ထိုမှတပါဗန္နာဇိုးမိတိကသစ္စာရှိရမည်ဗန္နာဇိုးတယောက်ရဲ့အဓိကတာဝန်က သစ္စာရှိဖို့ပါပဲဘုရားခင်ကကျွန်ုပ်တို့ကိုငွေကြီးအနှဲငယ်ဖြစ်စေများစွာဖြစ်စေအနန္တကကိုရောရဲ့အလိုတော်တိုင်းသစ္စာရှိရှိပညာရှိရှိ စီမံခန့်ခွဲရလားဆိုတာကိုစစ်ဆေးနေမှာဖြစ်ပါတယ် တုတ်တန်ချံအခန်းကြီး73အငယ်လေးပြည်တော်သူသည်ဘေးအရာကိုမျှထောင်တ၍မရတံလုံလဝရိယပြုတော်သူမူကားမိမိအလိုဆန္ဒပြည့်စုံရ၏တမချန်းစာကပြည်ချင်းကိုဘယ်တော့မှအာမပေးပါဘူးဖျားသခင်ကရိုးသားစွာကြိုးစားလှုပ်ဆောင်နေလုံလဝရိယကို ကောင်းချီးပေးပါတယ်ဒါကြောင့် ကျွန်ုပ်တို့ရဲ့အလုပ်ကိုဖျားသခင်ပေးတဲ့တောင်းဝင်တစ်ခုအဖြစ်သဘောထားပြီးအကောင်းဆုံးကျိုးစားလှူဆောင်ခြင်းကဖျားသခင်ရဲ့ဘုန်းတော်ကိုထင်ရှားစေပါတယ်။သုတ်တန်ချံအခန်းကြီး73အငယ်71လျက်ပေါ်ခြင်းအပြင်ဥစ္စာသည်ရော့တတ်၏ကျိုးစားအားထုတ်၍စီးပူသောသူ၏ဥစ္စာမူကားပြန့်ပွားတတ်၏ လင်းလေလေးဖြားခြင်းလောင်းကစားခြင်းမတမာသောနီးလမ်းများဖြင့်အလွေတကူရသောငွေသည်တည်မြဲမီမဟုတ်ကြောင်းနှုတ်ကပတ်တော်ကရှင်းလင်းစွာသတိပေးထားပါသည်ဖြည်းဖြည်းနှင့်မှန်မှန်ရိုးသားစွာဆူဆောင်းခြင်းကသာလျှင်တူပွားခြင်းနှင့်ကောင်းကြီးမင်္ဂလာကို ဆောင်ကျင်းပေးပါသည်တုတ်တန်ချံအခန်းကြီး21အငယ်20 ပညာရှိသောသူဤအိမ်၌နှစ်သက်ပွေသောဗန္နာနှင့်စီရှိတတ်၏။မိုက်သောသူမူကားဂုံစီတတ်၏။ဆုဆောင်ခြင်းဟာယုံကြည်ခြင်းမရှိတာကို မပြပါဘူး။ဒါဟာပညာရှိခြင်းနဲ့အနာဂတ်အတွက်ကြိုတင်ပြင်ဆင်ခြင်းဖြစ်ပါတယ်။ဖျားခင်ပေးတဲ့အရာတွေကိုချက်ချင်းဖြုံးတိဖြစ်တာက လူမရဲ့အပြုအမူဖြစ်ပြီးအနာဂတ်လိုအပ်ချက်တွေအတွက် ပေးဖယ်ထားတာကတော့ပညာရှိတဲ့ဗန္နာစုရဲ့လက္ခဏာဖြစ်ပါတယ်။သုတ်တန်ချံအခန်းကြီး6အငယ်6မှရှင်အချင်းလူပြင်းဘေးစိတ်ထံသို့သွား၍သူ၏အပြုမူတို့ကိုစင်ကြင်သဖြင့်ပညာရှိစေလော။ဘေးစိတ်သည်ဆရာမရှိပဲ့ပြင်သောသူမရှိ မင်းမရှိပဲလျက်၍ကာလနှင့် စပါးရိပ်ရာကာလ၌ မိမိစားစရာအစာကိုရှာဖွေတူထားတတ်၏ဤကျမ်းချက်မှာတော့ဘုရားသခင်ကိုတော်တိုင်ဖန်ဆင်းထားတဲ့ပေစိတ်ငယ်လေးတွေစီကနေစူဆောင်းခြင်းဆိုင်ရာသင်ခန်းစာယူဖို့ကျွန်ုပ်တို့ကို တိုက်တွန်းထားပါတယ်။ဒါဟာဘုရားသခင်ဖန်ဆင်းခြင်းထဲမှာထည့်သွင်းပေးထားတဲ့တဘာဝနိယာမတစ်ခု ဖြစ်ပါတယ်။စူဆောင်းခြင်းဟာငွေရတတ်ခြင်းရဲ့ ိတ်ကိုအေးပါတော့အချက်လည်းဖြစ်ပါတယ်။တိမောသေဩဝါဒစာပထမဆုံးအခန်းကြီး6အငယ်30အကြောင်းမူကားငွေကိုတတ်မှတ်ခြင်းသည်မကောင်းသောအမှုအပေါင်းတို့တွင်မူလအမြစ်ဖြစ်သည်။လူချို့တို့သည်ငွေကိုတတ်မှတ်သောကြောင်းယုံကြည်ခြင်းတရားလမ်းမှလွဲသွား၍ဥပန်ခြင်းဝေဒနာများနှင့်ကိုယ်ကိုယ်ကိုထုတ်ခြင်းခတ်အောင်ထိုးကြပြီး သတိပြုပါငွေဆိုတာမကောင်းတဲ့အရာမဟုတ်ပါဘူးငွေကိုတတ်မှတ်ခြင်းကသာ မကောင်းမှုအမျိုးမျိုးရဲ့အမြင့်ဖြစ်ပါတယ်ငွေကိုဘုရားသခင်ထက်ပို့ချလာတဲ့အခါအဲ့ဒီငွေက ကျွန်ုပ်တို့ရဲ့သခင်ဖြစ်လာပြီးကျွန်ုပ်တို့ကိုယုံကြည်ခြင်းလမ်းကနေသွေဖယ်စီကများစွာသောဝိညာဉ်ကိုသာဖြစ်စေပါလိမ့်မယ်တုတ်တန်ချံအခန်းကြီး3အငယ်9မှ10 သင်သည်ကိုဥ္စာနှင့်အဥ္သီသောအသီးအနှံရှိသမျှကိုထာဝရဘုရားအားပူဇော်လောသူပြုလျင်သင်ဤစပတ်ကြီးတို့သည်ကျွေဝ၍စပြည့်သည်နေရာတစားတို့ကိုအတိတ်သောစပြည့်ရင်ရှံလိမ့်မည်လောဘကြီးခြင်းရဲ့ဆန့်ကျင်ဘက်ကရရောခြင်းဖြစ်ပါれကိုရရှိထားတဲ့အထဲကအအူးဆုံးအသီးဖြစ်တဲ့ဆေဘူးတပူနဲ့အလူငွေတွေကို ဘုရားသခင်ထံဥစွာပြန်လည်ပြည့်အပ်ခြင်းကဘုရားသခင်ကိုတော်သာလင်အရာအားလုံးရဲ့ပေးသနာရှင်ဖြစ်ကြောင်းကျွန်ုပ်တို့ဝန်ခံပါတယ်လို့သတိပြလိုက်တာပါပဲအဲ့လိုပြုမှုတဲ့အခါမှာတော့ဘုရားသခင်ဟာ သူကတိတော်အတိုင်းကျွန်ုပ်တို့ရဲ့ကြွယ်ဝမှုအရာရာကိုတောင်းဝန်ယူပါလိမ့်မယ်ဟေပြေဩဝါဒစာ အခန်းကြီး7အငယ်5 တင်တို့ဤရှင်းကြံပြုမှုချင်းသည်ငွေကိုတတ်မှတ်ခြင်းနှင့်ကင်းလို့၍ကိုယ်၌ရှိသောဥစ္စာနှင့်ရောင်ရဲခြင်းရှိကြလောအကြောင်းမူကားငါသည်တင့်ကိုမစွန်းတင့်ကိုအလင်းပြည့်၍မထားဟု ကတိတော်ရှိ၏စစ်မှန်နှင့်ငွေချင်းညီသက်ခြင်းဟာပိုင်ဆိုင်မှုများပြားခြင်းကနေလာတာမဟုတ်ပဲကိုယ်မှရှိတဲ့အရာနဲ့ရောင်ရဲတင့်တိမ်နိုင်ခြင်းကနေလာတာဖြစ်ပါတယ် ကျွန်ုပ်တို့ရဲ့အောင်ရဲ့ခြင်းဟာဘန်ကောက်တွေကခဏန်းတွေပေါ်မှာမတီးမီပဲငါဒီတင့်ကို အလင်းမစွန့်ဆိုတဲ့ဘုရားသခင်ရဲ့ပြောင်းလဲတဲ့ဂရီတော်ပေါ်မှာတီးမီနေပါတယ်ယူသားစွာအလုံးလုံးချင်းပညာရှိစွာစူဆောင်းချင်းရေရောစွာ ပေးကမ်းချင်းရောင်ရဲတင့်တိန်စွာ အသက်ရှင်ခြင်းကတော့ ဖျားခင်ပေးတဲ့ငွေကြေးဆိုင်ရာအခြေခံမူတွေပါပဲကျွန်ုပ်တို့ရဲ့ငွေကြေးကို ကိုယ်အတွက် သခင်တစ်ပါးအဖြစ်မသတ်မှတ်ပဲဖျားခင်ရဲ့ဘုံတော်အတွက် အစီကံကိရိယာတစ်ခုအဖြစ်အသုံးပြုနိုင်မှုစူးစားကြပါစို့ထို့ခါမှသာ လောကက မပြီးနိုင်တဲ့စစ်မှန်တဲ့ငွေကြေးငိမ့်သက်ခြင်းကို ကျွန်ုပ်တို့ခံစားနိုင်မှုရာမင်္ဂလာပါတယ်အချိန်ပေးနာဆင်ပေးလို့ကျေးဇူးတင်ပါတယ် ားလုံးပေါ်မှာဖျားသခင်ကောင်းချီးပေးပါစေအာမင်